မယောင်နိုင်တဲ့ယင်းဒီပတ်သက်မှုရှိနေသည့်ဒဝဲမြို့မှစီးပွားရေးသမားကျူကျူတိကခံရကြောင်းတီးရပါတယ်။သတင်းသားအတိုင်းဒဝဲမြို့ပေါ်တွင်အကြမ်းဖက်မယောင်နိုင်တဲ့ယင်းဒီပတ်သက်မှုရှိသောစီးပွားရေးသမားကျူကျူတိကခံရကြောင်းဒေသပြည်သူများနဲ့တော်လိုင်းသတင်းရင်းသစ်ကပြောဆိုပါရယ်။အော်တိုဘာလ31ရက်နေ့နံနက်ပိုင်းတွင်ဒဝဲမြို့စင်ပူးနှင့်ရက်ွက်ရှိခရိုနီကျူကျူနေအိမ်အနီးတွင်အမည်မသိသတင်းသမားများကဝင်ရောက်ပစ်ခတ်ထိုက်ခဲ့ခြင်းဖြစ်ကြောင်းအဆိုပါတိုက်ခိုက်မှုတွင်စီးပွားရေးသမားကျူကျူမှာ ခြေတိမှန်တရားရရှိကဒွယ်မြုပ်စေုံတွင်အရေးပေါ်ကူတာမှုခါယူနေရပြီးတေဆုံးခြင်းရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတည်ရပါတယ်ပြစ်ခတ်တက်ခိုက်ခံရသောစီးပွားရေးသမားတကျော်ဦးမှာဒရင်တိုင်းတိုင်းအစိုးရဖွဲ့ဝန်ကြီးချုပ်မြတ်ကိုနဲ့ပုဂ္ဂိုလ်ရေးရအလွန်ရင်းနှီးသူဖြစ်ပြီးအကြမ်းဖက်မဲအောင်လိုင်းစတင်ဘာလ18ရက်နေ့ဒွယ်မြုပ်တို့လာရောက်စဉ်ကလည်းတကျော်ဦးတာဝန်ယူထားသည့်ဒွယ်ဘိုးဘွားရှိသားတို့လာရောက်ခဲ့သေးကြောင်းမဲအောင်လိုင်းနဲ့ရင်းနှီးသောဆက်ဆံရေးရှိပြီးပတ်သက်မှုလည်းရှိနေကြောင်းသိရှိရပါတယ် အခုပြစ်ခံရတဲ့စီးပွားလုပ်ငန်းရှင်ခရိုနီကျကျော်ဦးကစစ်ကောင်စီနဲ့ပတ်သက်မှုရှိတဲ့ကောင်မသူကတင်တားတိုင်းအစိုးရဖွဲ့ဝန်ကြီးချုပ်မျက်ကိုနဲ့လည်းပုဂ္ဂိုလ်ရေးရအလွန်ရင်းနေတယ်။မရောက်နိုင်လာတော့ကလည်းသူတာဝန်ယူထားတဲ့ဘိုးဘွားရိတ်သားကိုလာပါသေးတယ်။အဲ့ဒီပြစ်ခတ်မှုကိုဘယ်ဖွဲ့ကလုပ်လဲဆိုတာတော့မသိရသေးဘူး။ပြစ်ခတ်ခံရတာတော့သေချာတယ်။အခုစေယုံမှာတင်ထားတယ်လို့ပြောတယ်။တေမတေကတော့စောင့်ကြည့်နေတော့မယ်ဟုတွန်လှိုင်းတဲ့ရင်းစစ်ကပြောဆိုပါတယ်။အဆိုပါပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ်မိသည့်လက်နက်ကိုင်အဖွဲ့ကလုံဆောင်ပြီးကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များကလည်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရပါတယ်။လောင်လုံးမြို့ပေါ်တွင်စစ်တပ်ကအင်အားဖြည့်တင်ပြီးရွေးကောက်ပွဲသို့မဲလာထက်ကြညာပြည်သူများကိုနေအိမ်များအထိလိုက်လံချင်းကြောင်းတွေကတော်လှန်ရေးတပ်များသိမ်းပိုက်ဖျက်ဆီးခဲ့သောမောင်းမကရဲစခန်းကိုလည်းကြံလက်တီဆောင်နေကြောင်းသိရပါတယ်။တရင်သားရတိုင်းလောင်လုံးမြို့ပေါ်တွင်အကြမ်းဖက်စစ်တပ်ကအင်အားဖြည့်တင်ပြီးရုပ်ောက်ပွဲနေ့တွင်ဆန္ဒမဲလာထဲကြရန်ပြည်သူများကိုနေအများအထိလိုက်လံချင်းချောင်းနေကြောင်း ဒေသပြည်သူများနဲ့ဒေသရင်းစည်းတရင်ရင်းတကပြောဆိုပါတယ်။အော်တိုဘားလ21ရက်နေ့ညနေ9နာရီကျော်ခန့်အချိန်မှစတင်ပြီးအချမ်းပဲစစ်တပ်၏စစ်တင်မော့ပေါ်၌လိုက်ပါလာသောအင်အားတရားကျော်ပါစစ်တပ်စစ်ကြောင်းကလောင်လုံးမြုပ်နယ်ကရင်ကြီးရွာမှလောင်လုံးမြုပ်ပေါ်သို့လာရောက်အင်အားဖြည့်တင်းနေကြောင်းထိုစစ်တပ်စစ်ကြောင်းတွင်အင်အား90ကျော်ပါဝင်ပြီးလက်ရှိအချိန်တွင် လောင်လုံးမြုပ်ပေါ်ရှိပြည်သူပိုင်နေအိမ်များကိုတွားရောက်ကာရွေးကောက်ပွဲ၌မဲလာထက်ကြရန်လိုက်လံချင်းချောင်းနေကြောင်း ်ရဲနောက်နေရှိလူစင်းများကိုလည်းကောက်သွားကြောင်းသိရှိရပါတယ်စစ်ခွေးတွေကလောင်လုံးမြို့ပေါ်မှာရွေးကောက်ပွဲလုပ်ရင်ပြည်သူတွေမဲလာထဲကြဖို့အိမ်တိုင်းရာရောက်ကိုလိုက်လံချင်းချောင်းလေရနောက်ပြီးအင်းရှိလူအုံလုံးရဲ့စီရင်တွေလည်းကောက်သွားတယ်လောင်လုံးမြို့ပေါ်မှာကပြည်သူတွေကစစ်ပေးတိတ်ရှောင်နေရတာများတယ်ကြံနေတဲ့ပြည်သူတွေကိုလိုက်လံချင်းချောင်းလေတာမဲလာထွက်ဖို့အတွက်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်တို့ပြင်အော်တိုဘာလ26ရက်နေ့ကတော်လာရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရှင်လင်းခဲ့တော့မောင်မကရဲစခန်းကိုလည်း အကြမ်းဖက်စစ်တပ်ကပြန်လည်ဆောက်လုပ်ရန်အတွက်အင်အား180ခန်းဖြင့်မောင်မကန်ရဲစခန်းတွင်ဝင်ရောက်တပ်ဆွဲထားကြောင်းသိရှိရပါသည်အကြမ်းဖက်စစ်တပ်ကမောင်မကန်ရဲစခန်းပြန်လည်တည်ဆောက်နိုင်ရန်စစ်သည်ပေါင်းများပုံလိုက်တင်ဆောင်လာသောဗီလက်မြေများကြောင်များကိုရဲစခန်းတွင်သို့ပို့ဆောင်နေပြီးစခန်းနီးနားကိုလည်းကင်းပုံးများခြားလာကဆောက်လုပ်ရေးလုပ်ငန်းများစတင်လှုပ်ဆောင်နေကြောင်းသိရှိရပါသည်ဒီကောင်တွေကရဲစခန်းကိုပြန်ဆောက်ဖို့အတွက်အနီးနားကရွာတွေကိုစစ်ကြောင်းထိုးပြီးအခုရဲစခန်းထဲမှာအင်အား180လောက်နဲ့အထိုင်ချထားတယ် ဗီလာမြေတွေကြောက်တွေကိုလည်းမောင်းကရဲစခန်းတွေကိုပို့ဆောင်နေတယ်။ရဲစခန်းကတော်လိုင်းတပ်ဖွဲ့တွေမြို့ရှုရှင်းလင်းလိုက်လို့ပြကြသွားပြီလေ။အဲ့ဒါကိုရွေးကောက်ပွဲအမည်ပြန်ဆောင်မယ်ထင်တယ်ဟုဒေတာရစ်စီကရစ်တက်ကပြောဆိုပါတယ်။တင်တာတိုင်းလောင်းလုံးမြို့နယ်ရှိမောင်းကရဲစခန်းကိုအောက်တိုဘာလ26ရက်နေ့နံနက်ပိုင်းကတက်ခတ်သိမ်းပိုက်ခဲ့ပြီးစခန်းသိမ်းတဲ့ပွဲတွင်အချမ်းပစစ်တပ်ဖက်မှ12ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်နက်မျိုးစုံ22လက်နဲ့ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ မြောက်ရီမြို့နယ်မဲလက်မာရွာတွင်တိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်နေကြောင်းသိရပါသည်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်မဲလက်မာရွာတွင်တိုက်ပွဲဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်နေကြောင်းကရင်စစ်ရေးတရင်ရင်းလက်ကပြောပါသည်။အော်တိုဘားလ31ရက်နေ့မိုးလက်နှစ်နိုင်ခန့်တွင်အကြမ်းဖက်စစ်တပ်ကမဲလက်မာရွာကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ပြီးမိခိုလုံးများထွက်လာသည်ကိုထမ်းမြန်မာနယ်စပ်မှတွေ့မြင်နေရကြောင်းသိရပါသည်။ထို့ပြင်မဲလက်မာရွာထိပ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီးအချမ်းဘက်စစ်တပ်ကအင်အားအလုံးကြီးဖြင့်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မင်းလက်ပံရွာကိုဒီနေ့မွန်လွယ်ပိုင်းမှာလေကြောင်းနဲ့ဘုံကျဲတက်ခိုက်သွားတာပါ။လေရင်လားစစ်တပ်လေထီလားဘာနဲ့ကျဲလဲဆိုတာတော့မသိဘူး။မင်းလက်ပံရွာထဲကနေမိခိုးလုံးတွေထွက်လာတာကိုထိုင်းမချမ်းကနေမြင်နေရတယ်။တိုက်ပွဲကလည်းမင်းလက်ပံရွာထိပ်မှာဖြစ်နေတယ်လို့သိရတယ်ဟုကရင်စစ်ရေးတရင်ရင်းတွေကပြောဆိုပါတယ်။အလားတူအော်တိုဘားလ22ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်ကမြောက်ဝီမြို့နယ်မဲလက်ပံရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ခြင်းကြောင့်အသက်2နှစ်အရွယ်ကလေးငယ်နဲ့အသက်32နှစ်အရွယ်အမိခင်ဖြစ်သူတို့ဘွယ်ချင်းပြီးတေဆုံးခဲ့ရကြောင်းသိရှိရပါတယ်စစ်တပ်ကလေစိမ့်နဲ့နေဆက်ဝင်ထွက်ပေါက်တွေကိုလုံခြုံရေးတင်းကျပ်ထားကြောင်းသိရပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကြောင့်လေစိမ့်နဲ့နေဆက်ဝင်ပေါက်တွေကိုလုံခြုံရေးတင်းကျပ်ထားတယ်လို့စစ်ကောင်စီတပ်နဲ့ဤဆက်တဲ့အတိုင်းဝိုင်းကနေသိရပါတယ်စစ်တပ်ဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲနှောက်ယှက်ခံရခြင်းမရှိစေရင်ပြည်ပထွက်ခွာသူတွေမရှိစေဖို့အတွက် လုံခြုံရေးတင်းကျပ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ် WIA လေရင်တွင်းလန်းကြောင်ပြုတ်ပြင်နေခြင်းကြောင့်အော်တိုဘားလ29ရက်ကစပြီးလေဆိပ်ကိုည7:00နာရီမှမနက်6:00နာရီအထိပြုတ်ပြင်စဲကာလဖြစ်ယာယီပိတ်ထားမှာဖြစ်ပြီးဒီဇင်ဘာလ31ရက်အထိနှစ်လကြာပိတ်ထားမှာဖြစ်တယ်လို့စစ်ဩဇာခံ MAI ကထုတ်ပြန်ထားပါတယ်။လေဆိပ်ဝန်ထမ်းတူကတော့လေဆိပ်ကလည်းရွေးကောက်ပွဲကြောင့်ပိတ်တာပါလုံခြုံရေးအရာပေါ့ခီးတဲ့ဝင်ထွက်ကိုလည်းတေချာစစ်စစ်ခိုင်းတာလေလို့ပြောပါတယ်။ ်အလားတူနေဆက်ထွက်ပေါက်တွေကိုလည်းအဝင်ထွက်တင်းကျပ်ထားပြီးမတင်ကားသူတွေ့ရှိပါကဖမ်းဆီးဖို့ညွှန်ကြားထားတယ်လို့တီးရပါတယ်နေဆက်ဂိတ်ပေါက်တွေကိုလည်းရွေးကောက်ပွဲကာလအဝင်ထွက်သေးချစစ်ဆေးဖို့မရောက်နိုင်ကညွှန်ကြားထားတယ်လို့နန်းစီဒီအမ်ဝန်ထမ်းတူကပြောပါတယ်အာနာသိန်းစစ်ကောင်းစီဟာရန်ကုန်မန္တလေးနဲ့မြေပြည်တော်ပြည်ပြည်ဆိုင်ရာလေဆိပ်တွေကိုအပြည့်အဝထိန်းချုပ်ထားနိုင်ပြီမဲ့အင်ဂျင်နိုင်ငံတွေနဲ့နေဆက်ဝင်ထွက်ဂိတ်များကိုတော့လက်လွတ်ဆုံးရှုံးထားရဆဲဖြစ်ပါတယ် ်ဒီလိုနိုင်ငံနဲ့ဆက်ဆက်နေတဲ့ကချင်ပြည်နယ်ရှိနယ်စပ်ဂိတ်အားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိန်းချုပ်ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိဒီလိုနိုင်ငံနဲ့နယ်စပ်ဂိတ်တွေကိုလည်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့စိုးမိုးထိန်းချုပ်မှုကြောင့်စစ်ကောင်စီကအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ထိုင်းနိုင်ငံဆက်ဆက်နေရဲ့မြဝတီတာချလိတ်ကော်တော်နယ်စပ်ဂိတ်တွေကိုတော့စစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးမဲဆက်နဲ့တီခိနယ်စပ်တွေကိုတော့တွန်ဟိုင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။နိုင်ငံအနောက်ပိုင်းအိန္ဒိယဘင်္ဂလားဒေ့ရှ်တို့နဲ့ဆက်ဆက်နေတဲ့နယ်စပ်ဂိတ်တွေကိုလည်း အာရခတ်တတော် A နဲ့ချင်းတော်လိုင်းတပ်ဖွဲ့ရဲ့ထိန်းချုပ်မှုကြောင့်စစ်ကောင်စီကဂိတ်အနှဲငယ်ကိုသာထိန်းချုပ်နိုင်တာတွေ့ရမှာဖြစ်ပါလေ။လက်ရှိမှာလည်းစစ်ကောင်စီဟာသူ့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုသူတွေကိုတောက်လျှောက်ဖမ်းဆီးနေပြီးစကမ်းမှာအမှုတမ်းမဖွင့်ပဲစစ်ကြောရေးကိုတခါတည်းပို့တယ်လို့တည်ရပါလေ။မုံရွာမြို့ပေါ်ပြန်သွေးဆွဲမှုဖြစ်ပွားပြီးဖမ်းဆီးသွားသည့်အဖွဲ့ကတိတ်တောင်းဖြင့်ပြန်ရွေးခိုင်းကြောင်းတည်ရပါလေ။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာမင်းကလေးပြက်ကိုပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသွားတဲ့အဖွဲ့ကသိန်းတပေါင်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့မြို့ခေါင်လေးကြီးကတီးရပါတယ်။အော်တိုဘားလ30ရက်ညနေ4နာရီလောက်ကမုံရမြို့ကန်တာယာအနီးကားပေါ်မှာထိုင်နေတဲ့အသက်16နှစ်အရွယ်မိန်းကလေးတစ်ယောက်ကိုအမျိုးသား၄ယောက်ပါတဲ့အမည်မသိလက်နက်ကန်အဖွဲ့တစ်ခုကလာရောက်ဖမ်းခေါ်သွားတယ်လို့ဆိုပါတယ်။ကားရောလူရောပြန်ပြေးဆွဲသွားပါတယ်။အတူပါသွားတဲ့ကောင်လေးကိုမှောက်ခိုင်းထားပြီးထားခဲ့တယ်။ပြန်ပြေးဆွဲသွားတဲ့သူတွေကအရက်ဝတ်နဲ့မတ်တွေတတ်ထားတယ်။ဖမ်းသွားတဲ့အဖွဲ့ကအကြောင်းပြန်လာတယ်။ဒိတ်တောင်းနဲ့ ဒီနေ့နောက်ဆုံးနဲ့လို့ဖြစ်စဉ်ကိုသိတဲ့မုံရဒေတာခံတယောက်ကပြောပါတယ်။ပြန်ပေးဆွဲတဲ့လူတွေကအမျိုးသားတွေဆိုတာသာသိရပြီးဘယ်ဖွဲ့စည်းလဲဆိုတာမသိရသေးတယ်လို့ပြန်ပေးဆွဲတဲ့နေ့ကကန္တာနာကိုကားအဖြူနဲ့ရောက်လာပြီးတနတ်အတူနှစ်လက်နဲ့တနတ်အရှိတလက်ကင်ဆောင်ထားတယ်လို့သိရပါတယ်။ကန္တာယာမာကလူပြတ်တဲ့ချိန်တွေရှိတယ်။လုတော့တဲ့လူတွေကဖွဲ့စည်းတစ်ခုခုကလို့ခမန်းရတယ်။ဆက်ကဆဆိုကောင်းလေးပါပေါ်ပါလေ။ကောင်းမလေးကပတ်စံရှိတယ်။ကောင်းမလေးကမလည်းရဲဘူးလို့ပြောလို့ပါရီနာတွေကြိုက်ပြီးခေါ်သွားတာလို့အထက်ပါတဲ့ခါကဆက်ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမုံရွာနှုတ်နဲ့အနီနာကျေးရွာတွေဘက်မှာအခုလိုပြန်ပြီးဆွဲမှုဓမြမှုတွေခက်စိတ်စိတ်ဖြစ်ပွားလာပြီးအော်တိုဘားလ29ရက်နေ့တုန်းကလည်းမုံရွာမြို့ဘုံဆုံရက်ပေါက်ကအမျိုးသားတယောက်ပြန်ပြီးဆွဲခံခဲ့ရပါသေးတယ်။ရေဖြူတွင်စစ်အုပ်စုနဲ့ကာကွယ်တပ်ဖွဲ့ထိပ်တွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်သား10ဦးသေဆုံးကြောင်းသိရပါတယ်။တင်းသားအိုင်တိုင်းဒဝဲခရိုင်ရေဖြူမြို့နယ်မှာအကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ပြည်သူ့ကာကွယ်တပ်တို့ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား10ယောက်သေဆုံးခဲ့တယ်လို့ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ25ရက်မနက်6:00နာရီခွဲလောက်ကရေပြူမြုပ်နယ်ဝချောင်းရွာနဲ့မူလူရွာကြားဒဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းမပေါ်မှာစစ်ကော်မရှင်ရဲ့ရန်တရားတွေလမ်းလုံငန်းအတွက်ကာကင်းယူထားတဲ့စစ်တပ်နဲ့အပြန်အလှန်ပစ်ခတ်မှုတနင်္လာနေ့ပါဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲရတွင်စစ်ကော်မရှင်တပ်သား10ယောက်တေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကာကွယ်တပ်ဖွဲ့ဘက်ကလည်းရဲဘော်၂ယောက်မစိုးရင်ရတဲ့ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ပွဲကိုရေဖြူမြုံနယ်ခြေဆိုင်မဟာမိတ်ပူးပေါင်းတပ်နဲ့ ဘာထုအာမီတို့ကပူးပေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။အော်တိုဘာလတရက်နေ့လုံးကလည်းရေပြူမြုပ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှာတပ်ခွဲမှုဖြင့်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်သိန်းညက်ရှိတဲ့တနေရာမှာအကြမ်းဖက်စစ်တပ်ကိုရွရွချွန်ချွန်တိုက်ပွဲဝင်ရင်မြင့်မြတ်စွာကြာဆုံးသွားခဲ့ပါသေးတယ်။